ထိုင်းစစ်တပ်တွေမှာအဂတိလိုက်စားမှုကြီးတစ်ခုကဘူးပေါ်တလို့ပေါ်လာတဲ့အတွက်ကြောင့်ထိုင်းကကွယ်ဝင်ကြီးကိုယ်တိုင်ဒေါသထွက်နေပါလေတက်တွဲလောင်စာစီလီတာပေါင်းတစ်ပေါင်းပျောက်ဆုံးမှုကနေစတင်ခဲ့တာဖြစ်ပါလေအဲ့ဒီလီတာပေါင်းတစ်ပေါင်းပျောက်ဆုံးမှုဘာကြောင့်လဲဆိုတာထိုင်းကဝေဝင်ကြီးကစစ်ဆေးခိုင်းတဲ့ခါမှာတောင်းရှိသူတွေကပျောက်ဆုံးမှုအားတဲ့အမွေပြန်တဲ့အတွက်ကြောင့်ပျောက်သွားတာလို့ဆိုပါလေလီတာတစ်ပေါင်းလောက်အမွေပြန်ပြီးပျောက်သွားတဲ့ဆိုတာဖြစ်နိုင်ပါမလားဆိုပြီးထိုင်းကဝေဝင်ကြီးကဒေါသထွက်နေတယ်ဆိုပါလေ ဗန်ကောက်မှာရှိတဲ့စစ်တပ်တခုတွင်မှာလောင်စာဆီလီတာတပေါင်းပြောက်ဆောင်ကြောင်းသတင်းတွေကြေကြေပြည့်ပြည့်ထွက်ပြီးတော့အရေးပုံစံတိုင်းဟိုးဟိုးပြန်သွားတယ်လို့မယောမကန်စစ်ကြီးပြည်ချင်းအောင်လုံးဝလက်မခံပဲစုံစမ်းစစ်ဆေးဖော်ထုတ်သွားမယ်လို့ထိုင်းတူဝန်ကြီးချုပ်လည်းဖြစ်ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့သူကသတင်းတော့တွေကိုပြောပါလိမ့်။ဘဲတက်နေလို့ထုတ်ပြန်ထားတဲ့နေရာမှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကာကွယ်ရေးဝန်ကြီးကတော့ခုဆွဆွဲချက်ဟာမှန်တယ်မှားတယ်မဆုံးဖြတ်ရသေးဘူး။ဘဲတက်နေမှာဖြစ်လဲဆိုတော့ကျွန်တော်အနေနဲ့ထုတ်ဖော်ပြောခြင်း မလုပ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့အောက်ခြေအထိတော့ဒီကိစ္စကိုစုံစမ်းဖော်ထုတ်သွားရမယ်ဆိုပါတယ်အရေးယူတဲ့အခါမှာလည်းအရက်ဘက်ဥပဒေအရအရေးယူမလားစစ်စစ်ကဲရအရေးယူမလားဆိုတော့လည်းမပြောပါဘူးမကြောက်ခဏဆိုပြီးတော့တက်တွင်းမှာလောင်စားစီပျောက်ဆုံးမှုတွေရှိခဲ့ပြီးဒါကိုအမှုပြန်တဲ့အတွက်ကြောင့်လို့စင်ချေပေးတာခဏခဏဖြစ်နေပြီးရုတ်တိမတန်နဲ့စင်ချေဖြစ်တဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့သူကပြောပါတယ်အဝေးပြန်သွားတာဖြစ်နိုင်လားလီဒါတောင်းတဲ့ချိန်ဟွေးပြန်သွားတာဖြစ်နိုင်လားရှင်းလင်းချက်မှန်သမျှကကြိုးကြောင်းစီရှော်ရပါမယ် တင်ပြမှုနားထောင်ပါတယ်ဒါပေမဲ့စုံစမ်းစစ်ဆေးသွားမှာပဲလို့ကာကွယ်ဝင်ကြီးကဒေါသတကြီးပြောပါတယ်အခုလိုလောင်ကန်နဲ့စနစ်တကျတူလောင်ထားတဲ့လောင်စာစီတွေယောင်းနေခြင်းမျိုးကိုမှုပြန်ခြင်းလို့စင်ချပေးတဲ့ဖြစ်ရဟာ2023နိုဝင်ဘာကတကြိမ်ဟိုလေးတကျော်ဖြစ်ခဲ့ပြီပါလေအဲဒီတော့ကထိုင်းစစ်တဲ့လောင်စာစီဌာနမှတာဝန်ရှိသူပုံမှုဟာပုဂ္ဂလိကကော်မတီထံကနေစီလီတာ900မှာယူခဲ့ပြီးတခြားတက်တွေအတွက်ပြန်လဲဖြန့်ဝေပေးတဲ့အခါမှာ95ဒက်စီလီတာ3000 91ဒက်စီလီတာ6000မှာ များစွာယုံနေနေကြတယ်လို့စစ်စစ်ပေါင်းလီတာ2000ပြန်လဲဖြန့်ဖြူးအောင်မှာလဲလီတာ1000နဲ့ချီပျောက်ဆုံးမှုဖြစ်ခဲ့ပြီးအူရှင်ကြောင့်အမှုပြန်ယုံနေသွားတာလို့စင်ကြေပေးပြပါတယ်လောက်စားစီကျွမ်းကျင်သူများကိုယ်တိုင်ကဓာတ်ဆီဟာပြန်လဲဖြည့်ရင်းနေအမှုရှင်ကြောင့်ဖြစ်စေအမှုပြောင်းဖို့အနေငယ်သာရှိပေမဲ့စစ်တပ်မှာအလုံးပိတ်စီတိုလောင်တက်နေတဲ့တိမ့်စီထားတဲ့စီတွေဟာအမှုပြောင်းရင်လည်းနည်းနည်းပဲညော့နေမယ်ဆိုပါတယ်လီတာတောင်းချီအမှုပြောင်းစရာမရှိဘူးလို့သုံးသပ်ပါတယ်ဒီစင်ကြီးဟာပြည်သူများကြားလောင်ပြောင်းစရာဖြစ်ခဲ့ပါတယ်